ဝစတဲ့ဝစတိုရီကနမှာတို့လိုပါတယ်ဒီကနမှာတော့ Harry Potter movie franchise နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာဗီဒီယိုလေးတွေတင်ဆက်ပေးပါပါမယ် Potterhead တို့လည်းဘလူကြောင်းလေးတွေကြည့်ကြတယ်ဆိုတာ comment မှာပြောသားပေးကြပါအောင်နော် Harry Potter ပရိသတ်တွေထဲမှာဝိထုမဖတ်ဘူးတဲ့သူတွေအတွက်ဝိထုနဲ့ရုပ်ရှင်နှိုင်းရှင်ချက်တွေကိုအရင်ကဗီဒီယိုတွေလုပ်ပေးဖို့ပါတယ် ဒီဗီဒီယိုမှာတော့ Harry Potter 5 The Order of Phoenix ရဲ့အဓိကပလော့ဖြစ်ပေမဲ့ရုပ်ရှင်ထဲမှာဘာမှသိမပါလိုက်တဲ့ Chosen One Prophecy အကြောင်းပြောပြပေးပါမယ်။ရုပ်ရှင်ထဲမှာဒီ Prophecy အကြောင်းကိုအောက်ဆုံးကျမှ Harry ရဲ့ Ministry က Department of Mystery ကိုရောက်သွားချိန်မှာ Prophecy ကိုတွေ့သွားပြီးနားထောင်လိုက်တာပဲပါပါတယ်။နောက်ရုပ်ရှင်တွေမှာလည်း Harry ကို Chosen One လို့ခေါ်လိုက်တာပဲပါတယ်။ဘာလို့ရဲ့လို့သေချာမပြောရပါဘူး။ Harry ကို Voldemort လားတပူဆုံးဖြတ်လိုက်တဲ့အကြောင်းလည်းတိတိကျကျမပြောထားပါဘူး။ဒါရီအားလုံးရဲ့အစကတော့1980ခုနှစ် ေ့က Hawkshead Pub ရဲ့အပေါ်ရမှာ Dumbledore က Definition Teacher ရာထူးအတွက် Sibyl Trelawney ကို interview ရနေပါ Dumbledore က Trelawney ကို interview ပြီးသဘောမကျလို့ထွက်သွားကန်ဒီမှာ Trelawney ကရုတ်တရက်အကြမြင်ရပြီးဒီ Hawking ကိုထုတ်ခဲ့တာပါအဲ့ဒီ Hawking ကတော့ Voldemort ကိုယူနိုင်ယူနိုင်မဲ့ကောင်လေးကိုပုံဖော်ထားတာပါ Hawking ဒီစိတ်ကတော့အဲ့ဒီနှစ်ရဲ့ဇူလိုင်လမှာမွေးတဲ့ကောင်လေးဖြစ်တဲ့ ကောင်လေးရဲ့မိဘတွေက Voldemort ကိုတုံးငိမ်တော်လှန်ခဲ့တယ်။သူ့မှာ Voldemort နားမလည်နိုင်တဲ့အစွမ်းတွေရှိမယ်။အဲ့ဒီမှာမွေးပြီးအဲ့ချက်တွေနဲ့ကိုင်းညီနေတဲ့ကောင်လေးတယောက်ထပ်ပိုးရှိရင်ဘသူက Hawkeye နဲ့ကောင်လေးဖြစ်မယ်ဆိုတာကို Voldemort ကိုယ်တိုင်ရွေးချယ်မယ်လို့ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ Voldemort ရဲ့လူဖြစ်နေတဲ့ Severus Snape က Hawkeye ကိုချောင်းနှောင်းနေခဲ့တယ်။ဒါပေမဲ့ Hawkeye ပိုင်ရှင် Dumbledore ညီ Aberforth ကတွေ့သွားပြီးမောင်းထုတ်တာခံလိုက်ရတယ်။ Professor ရဲ့တပိုင်းတစားကိုပဲကြားလိုက်ရတဲ့ Snape က Voldemort စီပြေးသွားပြီးတော်ပြော့ပြလိုက် လိုက်တယ်။အဲ့မှာဗိုဒမော့ကစုံစမ်းကြည့်တော့ဇူလိုင်လမှာမွေးတာနဗင်းနဲ့ဟယ်ရီတို့ရှိတယ်ဆိုတာကိုသိလိုက်ရတယ်။သူတို့အထဲမှာမော်သွေးစစ်တဲ့နဗင်းကိုမရွေးပဲသူနဲ့ပိုတူတယ်။သွေးနှောဟယ်ရီကမှသူ့ကိုပြန်ပြုတ်နိုင်တာလို့ယုံကြည်ပြီးဟယ်ရီကိုသွန်သက်ဖို့ဆုံးဖြတ်လိုက်တယ်။ဟိုဒမိုကလုံဆုံးဖြတ်လိုက်တော့ snake လည်းထိတ်လန့်သွားပြီးလီလီကိုတော့မတက်ဘူးဟိုဒမိုကိုတောင်းဆိုခဲ့တယ်။နောက်ဆုံးလီလီတည်ဆုံးသွားပြီဆိုတော့သိရတော့သူလည်းယူကြုံမရဖြစ်ပြီးဟိုဒမိုကိုလည်းစိတ်နာသွားပြီးဓမ္မတော်နဲ့တော့ပေါင်ပြီးလက်စားချေကိုစူးစမ်းခဲ့တာပါ။ မိုဒမုတ်ကဟယ်ရီကိုသူ့အနိုင်ယူမဲ့လူလို့သတ်မှတ်ပြီးတပ်ဖို့စူးစမ်းခဲ့ကြောင်းလည်းဒမ်မတော်ကိုပြောပြလိုက်တယ်။နောက်ပိုင်းဖိုဒမုတ်ပြန်ပေါ်လာချိန်မှာတော့ဖိုဒမုတ်ကဟော်ဂင်းပြေဝအောင်နားထောင်ပြီးအသာစီးရအောင်လှုပ်ဖို့ကြံစီရယ်။အဲ့ဒီဟော်ဂင်းရဲ့မှတ်တမ်းဟာဝန်ကြီးဌာနမှာရှိနေပေမဲ့ဟော်ဂင်းနဲ့ထိုင်ရဲ့ပတ်သက်တဲ့သူတွေပဲအဲ့ဒီမှတ်တမ်းကိုယူလို့ရတာမို့လို့သူဟာပုံနေစဲကာလဖြစ်နေတော့ဟယ်ရီကိုသွားယူပြေးအောင်လှည့်စားခဲ့တာပါ။ အဲ့လိုလုံနိုင်လိုက်တာလေအဲ့အချိန်မှာ serious blood ကသူ့အညာ house of creature ကိုမောင်းထုတ်လိုက်လို့ creature က morphine ကိုစီသွားပြီး harry နဲ့ serious တို့ရဲ့ relationship အကြောင်းကိုတော့ပြောပြလိုက်တာပါအဲ့မှာ harry ရဲ့အားနည်းချက်ကိုသိသွားတဲ့ voldemort က serious ဒုက္ခရောက်နေတယ်လို့ harry ထင်အောင်လုပ်ပြီး harry ကိုမျှားခေါ်ခဲ့တာပါဝင်းကြီးဌာန ဟော်ဂိတ်မတန်ပျက်စီးသွားပြီမဲ့နောက်ဆုံးမှာဓမ္မတော်ဟာသူ့မျက်ညံကိုပြန်ထုတ်ပြလိုက်လို့ဟယ်ရီလည်းပြေဆုံးတည်လိုက်ရတယ်။နောက်မှာဟယ်ရီကရွန်နဲ့ဟာမျိုးနီကို ။အကြံမြင့်ပြန်ပြောပြခဲ့ပြီးမယ်ဒီဟော့ဂိမ်းမှာဘာတွေပါလဲဆိုတာအပြည့်စုံသိတာဟယ်ရီနဲ့ဒမ်မတ်တော်နှစ်ယောက်ပဲရှိပါတယ်။ ဒီဟော့ကင်းပြေဆောင်ကြားပြီးနော်ဟယ်ရီလည်းဗိုလ်ဒေါမော့ကိုတတ်နိုင်မယ်တဝူရဲတော့သူကသူဖြစ်တယ်ဆိုတာကိုသိလိုက်ရတယ်။ Ministry မှာတိုင်ပွဲဖြစ်တဲ့သတင်းရတဲ့သတင်းနောက်တွေကလည်းဟော့ကင်းအကြောင်းကိုတစုံတစသိသွားလို့နောက်ပိုင်းမှာ Daily Prophet ကဟယ်ရီကိုချိုးဆောင်ဝတ်အနေနဲ့စောက်ခေါ်ကြတော့တာပါ။ဗိုလ်ဒေါမော့ကသူ့လို helpless ဖြစ်တဲ့ဟယ်ရီကသူ့ကိုချိန်မုံနိုင်မယ်လို့ယူဆပြီးဟယ်ရီကိုတတ်ဖို့ရွေးချယ်ခဲ့လို့ဟယ်ရီကချိုးဆောင်ဝတ်ဖြစ်သွားရတယ်။ အဲဒီတော့ကြောင့်ပဲသူ့နှစ်ဖူးကမာရုပ်ကိုရာခဲ့တယ်။မွေရင်နဲ့စကားပြောနိုင်တဲ့စွမ်းရခဲ့တယ်။သူ့မိဘတွေကိုဆုံရှုံခဲ့ရတယ်။အဲဒီတော့ကြောင့်ပဲသူနဲ့ဖိုတိုမုတ်ကတယောက်မုတ်တယောက်တရားမဲ့ကန်ကြမာကိုညင်ဆိုင်ရတော့တာပါ။ဖိုတိုဟက်တွေအများကြီးဒီ channel ကိုလာအားပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်။နောက်ပိုင်းတွေမှာလည်းဝဇတင်ဝေါ်ကြီးတဲ့ဟာလူသိမ့်မသိသေးတဲ့အချက်တွေအများကြီးပြောဆရာရှိသေးတာမို့လို့စောင့်ကြည့်အားပေးကြပါအောင်နော်။ ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကိုးကြိုက်တဲ့ထက်တူကြရတဲ့ဆိုရင် like and subscribe လည်းလုပ်ပေးသွားပါအောင်နော်။နောက်များမှလည်းစိတ်ဝင်စားစရာသုံးသပ်မှုများဆက်ပြီးတင်ဆက်ပေးသွားပါအောင်ရှင်။